မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းမှာရှိတဲ့မြို့နယ်အများစုမှာလျှက်စစ်မီးကိုအချိန်မှန်အောင်မဖြန့်ဖြူးပေးနိုင်တဲ့အကြောင်းရင်းမှာတန်လျက် Star City နဲ့စက်မှုဆုံများကို EPC ကလျှက်စစ်မီးရောင်းစားထားခြင်းကြောင့်ဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းဒေသကြီးတာဂီတာမြို့နယ် ေါပုံမြို့နယ်အပါအဝင်မြို့နယ်အများစုမှာလျှက်စစ်ပြီးဖြန့်ဖြူးချိန်များဟာမမှန်တော့ပဲမကြာခဏဆိုသလိုလျှက်စစ်ဓာတ်အားဖြတ်တောက်ခံနေရတယ်လို့ရန်ကုန်မြို့ကန်တွေကတညီတညော်ထဲပြောဆိုလာပါတယ်။ရာသီဥတုကရမ်းပူနေတဲ့အချိန်မိကမလာတော့ရှင်လျက်နဲ့ငရဲကြနေတယ်လို့ပဲလို့ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်အတွင်းမှာနေထိုင်တဲ့အမျိုးသမီးတဦးကပြောဆိုလာပါတယ်။တန်လျန် Star City အိမ်ရာမှာအရင်ကတည်းက24နာရီမီးပေးစနစ်နဲ့လဲပတ်နေခြင်းဖြစ်ပြီးတော့အချိန်ပိုင်းနဲ့မီးပေးတဲ့အချိန်မှာလဲ Star City အိမ်ရာကတာဝန်ရှိသူများက EBC နဲ့ညှိနှိုင်းကမီးလာတဲ့အချိန်များစေဖို့အတွက်လျှက်စစ်ပြီးဝယ်ယူထားခြင်းဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့ Star City မှာက EBC မီးကတယူနစ်ကို230ပေးရတယ်။မီးပြတ်တဲ့အချိန်မီးဆက်မောင်းပေးတဲ့ဟာဆိုရင်တယူနစ်ကို1350ကျပ်နဲ့ဆောင်ရတယ်။အဲ့ဒီမှာအခုနောက်ပိုင်းမီးပြတ်ချိန်တွေများလာတော့အိမ်ယာမှာနေထိုင်တဲ့သူတွေကပြောလာတဲ့အခါအိမ်ယာကတာဝန်ရှိတဲ့သူတွေက EBC နဲ့ညှိပြီးတော့လျှက်စစ်မီးကိုဝယ်ယူထားတယ်လို့ပြောတယ်။အဲ့ဒါကြောင့်ဒီမှာကမီးမှန်နေတယ်။ညဘက်တွေဆိုရင်လည်းတညာလုံးမီးလာတယ်လို့ တန်လျင် Star City အိမ်ယာမှာနေထိုင်တဲ့နေထိုင်သူတအုပ်ကပြောဆိုလာပါတယ်။စက်မှုဇုံများရှိနေတဲ့တာကေတာတောင်တကုံမြောက်ကလာရွှေပြည်သာအစရှိတဲ့မြို့နယ်များမှာလည်းမီးလာတဲ့အချိန်အလွန်နှဲပါနေပြီးတော့လူနေရပ်ကွက်များကိုဖြန့်ဖြူးပေးရမယ်။လျှက်စစ်ဓာတ်အားများကိုစက်မှုဇုံများကိုရောင်းချထားခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။မီးကလာတဲ့အချိန်ကောပြတ်တဲ့အချိန်ကောမမှန်ဘူး။လာတဲ့အချိန်မှလည်းမလာဘူး။ပြတ်တဲ့အချိန်ဆိုစောပြီးဖြတ်တယ်။ညာဘက်တီမှာဆိုရင်လည်းမီးကခဏပဲလာပြီးတော့ပြတ်သွားတယ်။တာကေတာနဲ့ဒေါဘုံကတန်လျင် Star City နဲ့နီးတယ်။ အဲ့ဒီကိုလျှက်ဆက်မီးခွဲပြီးတော့လောင်းစားထားတယ်လို့သိရတယ်။နောက်ပြီးတော့စက်မှုစုံတွေပေါ့အရင်ကစက်မှုစုံတွေလည်းမီးမမှန်ဘူး။အခုကရက်ွက်တွေကိုပေးရမယ်မီးချိန်တွေကိုဖြတ်ပြီးတော့စက်မှုစုံတွေဘက်ကိုမီးကိုလွှဲပြီးတော့လောင်းစားထားတာ။အဲ့ဒါမျိုးတခြားမျိုးနယ်တွေမှာလည်းဖြစ်နေတယ်လို့ရောဘုံမျိုးနယ်မှာနေထိုင်တဲ့အမျိုးသမီးတူကပြောပြလာပါဗါး။ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့လူနေရက်ွက်များကို၄နာရီကြာတခါလျှက်ဆက်မီးဖြန့်ဝေတဲ့စနစ်နဲ့တရက်ဆက်မီးပေးနေခြင်းဖြစ်ပြီးတော့လက်ရှိမှာမြို့နယ်အများစုလူနေရက်ွက်များမှာမီးလာတဲ့အချိန် ၄နာရီမှာ တနာရီကန့်တာမိလာတော့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကျန်းဖက်ဒူးစစ်ခေါင်းဆောင် စိုးဝင်းဟာလူမြင်ကွင်းရှိကိုပြန်ပေါ်လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကျန်းဖက်ဒူးစစ်ခေါင်းဆောင်စိုးဝင်းဟာတလာနီးပါးကြောင်လူမြင်ကွင်းကနေပြောက်ွယ်နေရကနေပြီးတော့အေပီလ29ရက်နေ့မှာပြန်လည်ထွက်ပေါ်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်တပ်ထိန်းချုပ်ထားတဲ့သတင်းဌာနများရဲ့အေပီလ29ရက်နေ့ည7:00နာရီသတင်းမှာအကျန်းဖက်ဒူးစစ်ခေါင်းဆောင်စိုးဝင်းဟာ မွန်ပြည်နယ်မှာရှိတဲ့ဒဏ်ရာရစစ်သားများကိုတွားရောက်ကြိရှိနေတဲ့ရုတ်တံကိုထုတ်လွှင့်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းဟာကရင်နဲ့မွန်တို့မှာပြုတ်လုံနေတဲ့စစ်တပ်ရဲ့စစ်စင်ရေး၊နယ်မြေစိုးမိုးရေးတို့ကိုဥဆောင်နေတယ်လို့အဲ့ဒီရုတ်တံသတင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောင်ရီမြို့မှာစစ်ကောင်စီကရဟတ်ရင်ကိုအုံပြုတ်ပြီးတော့အင်အားနဲ့ရိတ်ခါများဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ29ရက်နေ့မနက်မှာတကြိမ် ညနေပိုင်းမှာတကြေးရဟတ်ရဲ့နှက်စီးနဲ့မြောက်ရီမြို့မှာရှိတဲ့စေကောင်စီရဲ့ခြေတန်းရုံးကိုရိတ်ခါနဲ့အင်အားများလာရောက်ပြီးတော့ပို့ဆောင်နေတယ်လို့ကရင်စီရေးသတင်းအေးမြစ်ကပြောကြားထားပါတယ်။ရုရှားကအဆင့်မြင့် drone တွေပါတယ်ကြားတယ်ရိတ်ခါရောအင်အားရောဖြည့်နေတာလို့ကရင်စီရေးသတင်းအေးမြစ်ကပြောဆိုထားပါတယ်။မြောက်ရီမြို့ကန်တဦးကလည်းဘာတွေလာပို့လဲတော့မသိဘူးနိမ့်နိုင်လေးပြန်လာရက်ခွက်လေးကခြေတန်းရုံးကိုလာပို့တာဒီတစ်ခါတိုက်ပွဲပြန်ဖြစ်ရင်တော့တိုက်ပွဲအတော်ကြီးမယ်ထင်တယ်လို့သုံးသပ်ပြောဆိုထားပါတယ်။ KNU KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်များကမတ်လ9ရက်နေ့ကနေစပြီးတော့မြဝတီနဲ့တင်ကန်းညီနောင်မှာရှိတဲ့ခလာရ399ခလာရ396ခလာရ39ခွန်တင်ကန်းညီနောင်ဘူးဟာကြိုက်တုံဘူးဟာမြဝတီမျိုးဆောင်တပ်ခလာရ205တို့ကိုဇက်တိုက်ထိုးစစ်ဆင်တင်းယူခဲ့တယ်လို့သိရပါဗါးခလာရ205ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့လေမြဝတီမျိုးပေါ်မှာတက်ဆွဲခြင်းမရှိဘဲနဲ့ကရင်နယ်သားဆောင်တပ် BGF ကမြို့ရဲ့လုံခြုံရေးကိုစောင်ရွက်ခဲ့တယ်လို့သိရပါဗါး ခလာရ2.5ကစစ်ကောင်စီတပ်များကစခန်းတိုက်ခိုက်ခံရပြီးတော့အေပီလာ၁၀ရက်နေ့ညကလေးကမြောက်ရီအမှတ်နဲ့တရားအနီးကိုထွက်ပြေးသွားပြီးတော့ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်ကိုပူးပေါင်းတပ်ဖွဲ့ကအေပီလာ၁၉ရက်နေ့ညနဲ့အေပီလာ၂၀ရက်နေ့ဒီမှာအမှတ်နဲ့တရားအနီးမှာထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ပူးပေါင်းတပ်ဖွဲ့တွေကအမှတ်နဲ့တရားအနီးကစစ်ကောင်စီတပ်များကိုထိုးစစ်ဆင်တိုက်ခိုက်မှုကိုအေပီလာ၂၁ရက်နေ့မနက်မှာခိတ္တရန်နာပြီးတော့ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ကအယောက်30ထက်မနည်းသေးဆုံးပြီးတပ်မ44ကဗျူဟာမှုအပါဝင်30ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ KNL, KNDO, PDF ပူးပေါင်းတပ်ဖွဲ့တွေက AP လ17ရက်နေ့ကတင်းယူထားတဲ့မြောက်ပိုင်းမျိုးဆောင်တပ်ခလိုက်ရ295ကို AP လ23ရက်နေ့မှာကရင်နယ်ကြားဆောင်တပ် BGF ရဲ့အကူအညီနဲ့စစ်ကောင်စီကပြန်လည်ပြီးတော့တပ်ဆွဲခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဝင်ရောက်တပ်ဆွဲထားမှုနဲ့ပတ်သက်ပြီးတော့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘရိုစောတော်နီကရန်သူစင်နာတဲ့ထောင်ချောက်အတွင်းကိုမကြောက်စေရန် KNLA ဦးဆောင်တဲ့ပူပေါင်းတပ်များဟာမြောက်ရီမြို့ကယာယီစုခွာပေးထားတော်လဲစစ်ကူလာနေတဲ့စစ်ကောင်စီတပ်များကိုပြက်ပြက်သားသားတိုက်ခိုက်ချေမုန်းသွားမိဖြစ်ကြောင်းကိုပြောဆိုထားပါတယ်။မြောက်ရီမြို့မှာဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးအနေငယ်ရှင်းပြခြင်းပါတယ်။အမှန်မှာက BGF နေသားဆောင်တပ်တွေကနေပြီးတော့စစ်ကောင်စီတွေကိုခေါ်လာပြီးအဲ့ဒီနှစ်ခွန်ငါးမှာပဲစစ်ကောင်စီအလံကိုလာတင်ပေးတာဖြစ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့တဲ့အပေါ်မှာတော့အထူးသဖြင့်ဒီလိုအင်မတန်မကိုအရေးကြီးတဲ့အချိန်အခါမျိုးမှာရန်သူစင်နာတဲ့အကွက်ထဲကိုမကြောက်ရွံ့ဖို့အတွက်ကျွန်တော်တို့ KNLA ပူးပေါင်းတပ်တွေဟာမြောက်ပြည်မြို့ကနေယာယီစုခွာပေးလိုက်ရတာဖြစ်ပါတယ်လို့ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘရိုစော့တော်နီကပြောဆိုထားပါတယ်။ဒါအပြင်မြောက်ပြည်မြို့ကိုလာတယ်ဆိုတဲ့စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းဟာဒေါနာတောင်ပေါ်ကိုစတင်တက်ရောက်နေပြီးတော့တော်လိုင်းပူးပေါင်းတပ်များကတားဆီးတိုက်ခိုက်နေတယ်လို့ Special Operation Group SOG ရဲ့စစ်ကြောမှုစောအောင်ကပြောဆိုခဲ့ပါတယ်။ Concrete မြို့အကျော်တရန်ကူးနဲ့ရွာတစ်ကုန်းကျေးရွာအကျော်မှာရှိတဲ့ဒေါနာတောင်ပေါ်မွေးမြူရေးဇုံအနီးမှာအောင်စီရစစ်ကြောကရှေတိုးနောက်ဆုတ်လုံနေတယ်လို့ SOG ရဲ့စစ်ကြောမှုစောအောင်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကိုးတိုင်းအုပ်ဖို့မြို့နယ်အတွင်းမှာပြည်သူများကိုစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲနေတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာ စစ်သား5ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 28ရက်နေ့ညနေ9:00မိနစ်အချိန်မှာအုတ်ဖုံမြို့နယ်ဂွေးကြုံဝင်းရွာနယ်ကျွန်းလာဘုံကိုစက်သွဲထားတဲ့ဒရာအနီးမှာရွာစဉ်လှည့်လည်ပြီးတော့ပေါ်တာဆွဲနေတဲ့အင်အား20ခန့်ပါတဲ့စစ်ကြောင်းကိုတာဝရီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း383ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုတ်ဖုံကဗရေသာမိုင်း9လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးတေဆုံးပြီး2ဦးပြင်းထန်စွာဒဏ်ရာရရှိကာ စစ်သားအလောင်းများနဲ့ဒဏ်ရာရရှိတဲ့သူနှစ်ဦးကိုအုပ်ဖို့ဈေးရုံကိုတည်ဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာတော်လိုင်းရဲဘော်များကနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်အုတ်ထုပ်၃လုံး MA3 ဂျီပေါက်ရှည်တစ်ခု 5.56G 32တောင်းတို့ကိုတိမ်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိတဲ့စစ်ခွေးနှကောင်လည်းတည်ဆုံးမှုများပါတယ်။တော်လိုင်းရဲဘော်တွေကတော့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့တာဝတီခရိုင်ပြည်သူ့ကာကွယ်တပ်ရင်း 383နှစ်တက်ခွဲလေးမြေအောက်ကြောက်ကြတဲ့ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်တကေးလောင်းရွာကိုအကြမ်းဖက်စစ်ကောင်စီကအကြောင်းမဲ့လေးချောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်စာတင်ဆောင်နေအိမ်နဲ့ဈေးဆိုင်များပြက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ28ရက်နေ့ည7:31မိနစ်ကနေ36မိနစ်အချိန်ထိအကြမ်းဖက်စစ်ကောင်စီကဘီလင်းမြို့နယ်တကေးလောင်းရွာထဲကို လေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ရာတကေးလောင်းရွာစာတင်ချောင်းဝင်းထဲကိုဘုံသည်တလုံးကြောက်ရောက်ပေါက်ကွဲခဲ့ပြီးတော့ចောင်းဆောင်အဆောက်ဦး၃လုံးပြက်စီးခဲ့ရတယ်လို့သိရပါဗျ။တကေးလောင်းရွာမှာရှိတဲ့ကိုဇော်လင်းရဲ့ဓာတ်စီဆိုင်ကိုဝနာထွန်းရဲ့ဆိုင်ကယ်ပြင်ဆိုင်နော်ကပေါ်ထူးနဲ့နေဘလူထူးမိုးတို့ရဲ့နေအိမ်နေလဲဘုံသည်ထိမှန်ပြီးတော့ပြက်စီးခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်ဟာအခုရက်ပိုင်းအတွင်းတကေးလောင်းရွာအနီးမှာရှိတဲ့မင်းစောရွာကိုလည်းလေချောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့မင်းစောရွာစာတင်ချောင်းနဲ့ ်နေအိမ်အဆောက်အုံများထိခိုက်မှုရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ပြည်သူများနေထိုင်တဲ့ခြေရွာများကိုရည်ရွယ်ချက်ရှိရှိနဲ့ပိတ်မှတ်ထားပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမူဆယ်ကြောင်မဲနဲ့နောင်ချုံမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်လက်နက်အသုံးဆောင်ပစ္စည်းများနဲ့လူအင်အားတွေအများပြဖြည့်တင်းနေပြီးတော့တွာလာနေတဲ့ဒေသခံပြည်သူတွေကိုလည်းစစ်ဆေးတင်းကြပ်မှုတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကမြို့နယ်တချို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေတိုက်ခိုက်ခြင်းများကိုလှုံ့ဆော်ခဲ့တယ်လို့ဖော်ပြထားပါတယ်။နောင်ချုံမြို့နယ်30ကျေးရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်နေအိမ်ပျက်စီးမှုနဲ့အမျိုးသမီးတူထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့တယ်လို့အသိပေးထားပါတယ်။ဧပြီလ28ရက်နေ့နဲ့28ရက်နေ့ကအုံမတီးနဲ့တံပိုးကျေးရွာမှာတပ်ဆွဲနေထိုင်တဲ့စစ်ကောင်စီတပ်တွေက ပြည်သူလူထုကိုဥတီပြီးတော့30ကျေးရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးအသက်60အရွယ်အမျိုးသမီးတဦးရဲ့မျက်နာနဲ့လက်တွေထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့ကြောင်းကိုထုတ်ပြန်ထားပါတယ်။ April 19ရက်နေ့နဲ့20ရက်နေ့တွေမှာလည်းစစ်ကောင်စီတပ်ကမိုးမိတ်မြို့နယ်ရေဘုံကျေးရွာကို Jet Fighter လေယာဉ်နဲ့၄ချိန်လာရောက်ပြီးတော့ပစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ TNL က1027ဆက်စင်အေကာလာအတွင်းမှာရှမ်းမြောက်မှာရှိတဲ့မြို့ခွနမြို့နယ်စစ်ကောင်စီတပ်စခန်းကြီးငယ်80ခန်းကိုတိမ့်ပိုက်ထားပြီးတဲ့နောက် အခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာစစ်ကောင်စီနဲ့အပြစ်ခတ်ရဲဆဲထားခြင်းဖြစ်တယ်လို့သိရပါတယ်။တရုတ်ရဲ့ဂျောင်းဝင်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့အပြစ်ခတ်ရဲဆဲရိတ်ကာလအတွင်းမှာစစ်ကောင်စီကအပြစ်ခတ်ရဲဆဲရိတ်စာချုပ်ကိုချိုးဖောက်ပြီးတော့ဒေသတွင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းနဲ့စစ်ကြောင်းထုတ်ဝင်ရောက်မှုတချို့ရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ 啊，土呗，接触点水罢了，怎么样？